ဟုတ်မင်းသားနဲ့သတိဒီဝါဒနာလူငယ်ချင်းများမင်္ဂလာပါဗျကျွန်တော်ရဲ့ငယ်ချင်းတွေ24ချိန်မှာနှစ်ထိပ်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 ဆိုတော့ကလင်နာလျောလုံးမှာ 24ကြိမ်မှာနှစ်ထိပ်လို့ကြာတာ၄ကပ်ပဲရှိပါတယ်ဒီ၄ကပ်ကနေပြီးတော့ကျွန်တော်မွေးကနန်းတစ်ခွက်ကိုတင်ပြပေးပါမယ်ဟုတ်ကြိုက်နေတဲ့ရင်လဲယူသုံးပါနော်မိနစ်သားရဲ့ဖုန်းနံပါတ်က39 990 992 118ပါနော်ဘိုင်ဘာလည်းဆက်သွယ်နိုင်ပါလေဒီကြံလေးကြိမ်မှာမှန်မှဝင်နေလဲဆိုရင်တော့ တစ်ချိန်ကို9000နှုန်းနဲ့2000ပါเนาะဒီကြံလေးချိန်ရယ်2026တနည်းလုံးစားရယ်ဝင်မယ်ဆိုရင်တော့တသိမ့်ပါเนาะဟုတ်မင်းသားငွေချင်းနေ24ချိန်မှာနှစ်ထိတ်လို့ကြားတယ်မူကနေမွေးကနန်းတစ်ခွက်ကျွန်တော်တို့ကြည်အောင်ပေါ့เนาะဒီနှစ်ထိတ်ကြားတဲ့နှစ်ထဲမှာနှစ်ထိတ်ကြားကြတဲ့နှစ်ထဲမှာပရိလေး ပရိချပရိသုံးဒီသုံးနှစ်ထိတ်ကြတဲ့နှစ်ထဲမှာပရိရှိပရိကုံပရိရှိဒီသုံးနှစ်ထိတ်ကြတဲ့နှစ်ထဲမှာပရိရှိပရိကုံပရိရှိဒီသုံးနှစ်ထိတ်ကြတဲ့နှစ်ထဲမှာပရိကုံပရိလေပရိနှစ်ဒီသုံးဆိုပြီးတော့ဒီလေးကစလုံးကိုအညီနဲ့ရိုက်ခဲ့ပါလေနော်အဲ့ဒီကနေပြီးတော့အဲ့ဒီသုံးရိုက်တဲ့ထေရမှာ ေပေါင်းရှင်းနဲ့ရှေပေါင်းခွန်တီ9ရှေပေါင်း6နဲ့ရှေပေါင်း7တီလေး94ရှေပေါင်း4နဲ့ရှေပေါင်း9တီ3543ရှေပေါင်း6နဲ့ရှေပေါင်း4တီ2 5432ပေါ့နော်အဲ့ဒီ5432ကိုပရိတ်တိပရိတ်ရှေပရိတ်6တီ9ပရိတ်နဲ့ပရိတ်3ပရိတ်9တီလေး94ပရိတ်ရှေပရိတ်ရှေပရိတ်ခွန်တီ3543ပရိတ်တိပရိတ်လေးပရိတ်ခွန်တီ2 5432 အဲ့ဒီ5 4 3မိတိကိုကျွန်တော်တို့ကမွေးကန်းရိုက်မှာပါနော်ဒီပရိတ်3ခုပေါင်း3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 လို့ဖြစ်တဲ့ထဲကနေပြီးတော့မှရှေ့ပေါင်း၈နဲ့ရှေ့ပေါင်း9ဒီငါရှေ့ပေါင်း6နဲ့ရှေ့ပေါင်း7ဒီ၄5 4ရှိပေါင်း၄နဲ့ရှိပေါင်း၉ဒီ၃၅၄၃ရှိပေါင်း၈နဲ့ရှိပေါင်း၄ဒီ၄၅၄၃၄လို့သူခင်းခဲ့တာ ဲ့ဒီငါးလေးသုံးနေကိုပရိတ်သုံးခုရဲ့ပေါင်းလန်း၅ပရိတ်သုံးခုရဲ့ပေါင်းလန်းလေးပရိတ်သုံးခုရဲ့ပေါင်းလန်း၃ပရိတ်သုံးခုရဲ့ပေါင်းလန်းနှစ်ငါးလေးသုံးနေလို့ခင်းခဲ့တာအဲ့ဒီငါးလေးသုံးနေကိုကျွန်တော်တို့ကမွေးကနန်းရိုက်မှာပေါ့နော်ပရိတ်ရှိတဲ့ပရိတ်ခွန်ဒီငါးလို့ရိုက်တဲ့အချိန်မှာပရိတ်လေး၈ပိတ်၆ပိတ်လေး၈၆ဒီ၈အဲ့ဒီ၈ဒီပရိတ်၈လို့ဇောင်းတဲ့ရိုက်တာ ငါးပြီးတော့၄ပေါ့နော်ရှင်းပေါင်းချောင်းနဲ့ရှင်းပေါင်းရှင်းသည်၄လို့ရိုက်တဲ့အချိန်မှာဗရိတ်ရှစ်တစ်ပိတ်သုံးညာပိတ်ရှစ်တစ်သုံးညာသည်ကိုအဲ့ဒီကိုဗရိတ်ကိုလို့တက်ရိုက်တာငါးလေးပြီးတော့၃ပေါ့နော်ရှင်းပေါင်းလေးနဲ့ရှင်းပေါင်းကိုသည်၃လို့ရိုက်တဲ့အချိန်မှာလဲဗရိတ်ရှစ်၃ပိတ်ကိုပိတ်ရှစ်သုံးကိုသည်၃ညာအဲ့ဒီသုံးညာသည်ဗရိတ်သုံးညာလို့ဇောင်းတက်ရိုက်တာငါးလေးသုံးပြီးတော့၄ပေါ့နော်ရှင်းပေါင်းရှင်းနဲ့ရှင်းပေါင်းလေးသည်၄အဲ့လိုရိုက်တဲ့အချိန်မှာလဲပဲဗရိတ်ကွန်6ပိတ်10ပိတ်ခွန်6ရှစ်သည်တက်အဲ့ဒီတက်ကို ပရိတ်ဆိုပြီးဇောင်းမှာတက်ရိုက်လိုက်တာအဲ့ဆိုတော့ရှင်းကိုတုံညာဖြစ်ဆိုတာဖြစ်လာတာပေါ့နော်အဲ့ရှင်းကိုတုံညာတက်လို့ရိုက်ပြီးတော့ရှင်းပေါင်းရှင်းနဲ့ရှင်းပေါင်းခွန်တီငါ့ကိုပရိတ်ရှင်းနဲ့ပရိတ်ခွန်တီငါ့ဆိုပြီးထပ်ရိုက်တာရှင်းပေါင်းဆောင်နဲ့ရှင်းပေါင်းရှင်းတီလေးလို့ရိုက်ပရိတ်ကိုနဲ့ပရိတ်ငါ့တီလေးလို့ပြန်ရိုက်တာရှင်းပေါင်းလေးနဲ့ရှင်းပေါင်းကိုတီ၃ကိုလည်းပရိတ်တုံညာနဲ့ပရိတ်၃တီ၃လို့ပြန်ရိုက်တာ ရောရှိနေရှိပေါင်းလေးသည်နှစ်ကိုလည်းပဲပြိတ္တိနဲ့ပြိတ္တိသည်နှစ်လိုပဲပြန်ရိုက်တာ၅၄၃နှစ်ပေါ့နော်အဲ့ဒီ၅၄၃နှစ်ကိုကျွန်တော်တို့ကကဏ္ဍထဲမှာကပြိတ္တိ၅နဲ့ပတ်သက်လို့မွေးကဏ္ဍတစ်ကွက်ပြိတ္တိ၄နဲ့ပတ်သက်လို့မွေးကဏ္ဍတစ်ကွက်ပြိတ္တိ၃နဲ့ပတ်သက်လို့မွေးကဏ္ဍတစ်ကွက်ပြိတ္တိ၂နဲ့ပတ်သက်လို့မွေးကဏ္ဍတစ်ကွက်ပေါ့နော်အဲ့ဒီကျွန်တော်ရိုက်ပြခဲ့တဲ့ပြိတ္တိက၅၄၃နှစ်ကိုပြိတ္တိ၅နဲ့ပတ်သက်လို့ကဏ္ဍတစ်ကွက်ပြိတ္တိ၃နဲ့ပတ်သက်လို့ကဏ္ဍတစ်ကွက် ဗရိတ်လေးနဲ့ပတ်သက်လို့ဂဏန်းတစ်ခွက်ဗရိတ်သုံးနဲ့ပတ်သက်လို့ဂဏန်းတစ်ခွက်ဗရိတ်နှစ်နဲ့ပတ်သက်လို့ဂဏန်းတစ်ခွက်ကိုကျွန်တော်တို့ကရိုက်ပြမှာနော်ရိုက်ပြတဲ့ချိန်ဟုတ်ရိုက်ပြတဲ့ချိန်မှာမို့နော်ကျွန်တော်ရဲ့တငယ်ချင်းတွေသူဒီနှစ်ဒီနှစ်ထိပ်ဆိုတဲ့နှစ်ထဲမှာမို့နော်နှစ်ထိပ်ဆိုတဲ့နှစ်ထဲမှာဒီသုံးခါးခါးနဲ့ဂဏန်းကိုရိုက်တဲ့ခါမှာဗရိတ်လေးနဲ့ရိုက်တာအဲ့ဒီဗရိတ်လေးကိုကျွန်တော်တို့ကလေးဘူးနဲ့ရိုက်ချင်တာနော် သုံးခါပြီးတော့၄ခါဒီနှစ်ဆက်ကြတဲ့နေ့ထဲမှာ၄ခါဆိုတဲ့ကဏ္ဍတစ်ခွက်ကဗရိတ်၄ပြီးတော့ဗရိတ်၃နဲ့ရိုက်ခဲ့တာအဲ့ဒီ၃ကို၃ဘူးလို့ရိုက်ချင်တာနော်၄၃နှစ်ထိတ်လို့ကြတဲ့နေ့ထဲမှာ၃ခါ၄ခါပြီးတော့၅ခါလို့ကဏ္ဍတစ်ခွက်ဒီဗရိတ်လေးဗရိတ်၃ပြီးတော့ဗရိတ်၄နဲ့ရိုက်ခဲ့တာအဲ့ဒီကောင်ကို၄ဘူးလို့ယူချင်တာ၄၃နှစ်ပေါ့နော်၃ခါ၄ခါ၅ခါပြီးတော့နှစ်ထိတ်လို့ကြတဲ့နေ့ထဲမှာ၃ 6ခါလို့ရိုက်ခဲ့တဲ့ကောင်းပြီနော်ဘရိတ်လေးဘရိတ်သုံးဘရိတ်နှစ်ပြီးတော့ဘရိတ်တစ်နဲ့ရိုက်တာအဲ့ဒီဘရိတ်တစ်ကိုကျွန်တော်တို့ကတစ်ပူးနဲ့ယူခြင်းတာနော်ဒီ3ခါဒီ4ခါဒီ5ခါဒီ6ခါအဲ့ဒီ3 4 5 6တွေပြီး3 4 5 6ပါပါလန်ဘရိတ်10ဘရိတ်ကိုဘရိတ်သုံးညဘရိတ်တစ်ဆိုတာလည်းရိုက်သွားပြီ3 4 5 6ကိုရိုက်တဲ့ချိန်မှာ 3656ကိုခါရိုက်တဲ့အချိန်မှာပရိတ်၄ပရိတ်၃ပရိတ်၂ပရိတ်၁နဲ့ရိုက်ခဲ့တာ၄3 1 1လို့ရိုက်ခဲ့တာအဲ့ဒီ၄3 1 1ကိုခုနက၅၄3 1ကိုရိုက်ဖို့အတွက်ကဒီ၄သည်၄ဘူးနဲ့ပရိတ်၅၄၄ခွန်ဒီ3သည်3ဘူးနဲ့ပရိတ်၅ပြီးတော့ပရိတ်၄ပေါ့နော်338အာပေါ့နော် ဒီနှစ်ဒီနှစ်ပူးနဲ့ပရိတ်ငါပရိတ်လေးပြီးတော့ပရိတ်သုံးပေါ့နော်ပရိတ်သုံးနှစ်ပူးနဲ့ပရိတ်သုံးငါလေးသုံးနှစ်ဆိုတော့ကျွန်တော်တို့ဒီပရိတ်လေးပရိတ်သုံးပရိတ်နှစ်ပရိတ်တစ်တစ်ပူးပရိတ်ငါပရိတ်လေးပရိတ်သုံးဆိုပရိတ်နှစ်ဆိုတော့ကျွန်တော်တို့ကတစ်ပူးကိုပရိတ်နှစ်ဖြစ်အောင်တစ်30အာပေါ့နော်ဒီတစ်30အာကိုဒီမှာနော်နှစ်ထိတ်လို့ကြတယ်သူ့ရဲ့နောင်နဲ့မှာပရိတ်ငါနဲ့ပတ်တယ်လို့လေးလေးခွန်အာသည်ဒီမှာကြတယ်နော်လေးလေးခွန် လေးလေးခုံပြီးတော့338เนาะ4ဘူးနဲ့ပြိငါ3ဘူးနဲ့ပြိ4ဒီနှစ်ထက်ရဲ့နောက်နှစ်သူ့ရဲ့338အာဒီဒီမှာကြားတယ်เนาะ4ဘူးသုံးပြီးတော့နှစ်ဘူးပြိငါပြိ4ဆိုတော့ပြိ3နှစ်ဘူးကိုပြိ3နဲ့နှစ်နှစ်ကိုပေါ့เนาะဒီနှစ်ထက်ရဲ့နောက်နှစ်မှာနှစ်နှစ်ကိုအာဒီဒီမှာကြားတယ်เนาะအဲ့ဆို4ဘူးသုံးဘူးနှစ်ဘူးပြီးတော့1ဘူးပြိငါပြိ4ပြိ3ပြိ2ဆိုတော့1ဘူးကိုပြိ2ဖြစ်အောင် ျွန်တော်တို့သုံးရကပ်ပြီး130အားပေါ့နော်အဲ့ဆိုကျွန်တော်တို့ကလေးဘူးကိုခွန်နဲ့ကတ်တယ်နော်သုံးဘူးကိုရှစ်နဲ့ကတ်တယ်ခွန်ရှစ်နှစ်ဘူးကိုကိုးနဲ့ကတ်တယ်ခွန်ရှစ်ကိုးတစ်ဘူးကိုသုံးရနဲ့ကတ်တယ်ခွန်ရှစ်ကိုးသုံးရအဲ့ဒီခွန်ရှစ်ကိုးသုံးရသည်ပရိတ်သုံးခုရဲ့ပေါင်းလန်5ပရိတ်သုံးခုရဲ့ပေါင်းလန်4ပရိတ်သုံးခုရဲ့ပေါင်းလန်3ပရိတ်သုံးခုရဲ့ပေါင်းလန်2လို့ရိုက်ခဲတဲ့ချိန်မှာအဲ့ဒီခွန်ရှစ်ကိုသုံးရတာလေသူကခင်းခဲ့တာဒီတိထိတ်နဲ့ ရှေးပေါင်း6ဒီခွန်ဒီ3ထိတ်နဲ့ရှေးပေါင်း5ဒီ8ခွန်8ဒီ4ထိတ်နဲ့ရှေးပေါင်း5ဒီ9ခွန်8ခုနော်ဒီ8ထိတ်နဲ့ရှေးပေါင်း2ဒီ3ညခွန်8 9 3ညတိတိခွန်တိတိ5ဒီခွန်3တိ4ဒီ8ခွန်8 4တိ4ဒီ9ခွန်8 9 6 6ဒီ3ညခွန်8 9 3ညအဲ့ဒီခွန်8 9 3ညကိုကတ်လိုက်တာခွန်နဲ့ကတ်လိုက်တယ်8နဲ့ကတ်လိုက်တယ် ကိုးနဲ့ကတ်လိုက်တယ်သုံညနဲ့ကတ်လိုက်တယ်ခွန်ရှိကိုးသုံညနော်လေးဘူးကိုခွန်သုံးဘူးကိုရှိနှစ်ဘူးကိုကိုးတစ်ဘူးကိုသုံညအဘူးကနန်းဒီလေးဘူးအဲလေးဘူးသုံးဘူးနှစ်ဘူးတစ်ဘူးလေးသုံးနှစ်တဲ့ကိုကျွန်တော်တို့ခွန်ရှိကိုးသုံညနဲ့အလိုက်တိုက်ခေါင်းပါပရိတ်ငါပရိတ်လေးပရိတ်သုံးပရိတ်နှစ်ဆိုပြီးဖြစ်လာတာ၅၄၃နှစ်ဆိုပြီးဖြစ်လာတာ အဲ့ဆိုကျွန်တော်တို့ရဲ့မွေးကနန်းဒီ130အာပေါ့နော်ဒီမှာ၄ချိန်မှကြံပါတော့တယ်နော်ဒီ၄ချိန်မှာ130အာကိုမွေးပါဒီမှာကျွန်တော်တို့ကဒီချိန်မှာပရိစနစ်ကိုအောမှာဆိုတော့ကျွန်တော်တို့ရဲ့ organan မှာ130အာပါပါတယ်နော်ဟုတ်ကျွန်တော်မင်းတတ်တာပါဟုတ်ကျွန်တော်ရဲ့ဘုံ690 99နဲ့118ပေါ့နော်ဟုတ်ဆက်သွင်းနိုင်ပါလေ399 90 99နဲ့118နော်မင်းတတ်ရဲ့ဘုံမှာ